ဆရာဘုရားကဝေဒာလီပြည်ကိုယရဏတုတ်ကြီးဟောဖို့ကြွတာကြားဝယ်နော်ဝေဒာလီပြည်မှာ ဟုတ်လားဘေးကြီးတွေဆိုက်လို့ဘလို့မှကုစားလို့မရလို့ဘုရားမှုရှိတဲ့တန်ခါတော်တွေကိုပင့်ဖို့ကြိုးစားကြတာဟုတ်လားအဲ့ဒါမြတ်စွာဘုရားရာဇဂိုလ်မှာသတင်းသုံးလိုက်တာဗိမိတာရမင်းကြီးပိုင်တဲ့ရာဇဂိုလ်မှာဟုတ်လားအဲ့ဒါမြတ်စွာဘုရားကြွမယ်ဆိုတော့အဲဗိမိတာရမင်းကြီးကလည်းသူ့ပိုင်တဲ့နေထီရောက်အောင်တကုံကုတ်ကားတွေတဲပြူတွေအကုန်ခင်းရာဇမတ်တွေအကုန်ကပန်းနေခြင်းဟုတ်လား မြတ်စွာဘုရားကိုထီးပြူနှစ်ချက်နဲ့ရဟန္တာ900ကိုထီးပြူတစ်ချက်စီဟောကဝေဒာလီယာလည်းဘလို့ကြိုးနေတာလိမ့်ဆွေမင်းနေရအဲ့ဒီလိုပဲကြိုးနေတာရာဇချိုပိုင်တဲ့ထေရအောင်ဟုတ်လားအသေးပြူတွေခင်ရာသမတ်တေခါငါပြောပြနေစိုက်ပန်းနေအကုန်လုတ်ပြီးတော့နော်ထီးပြူမြတ်စွာဘုရားကို၄ချက်ရဟန္တာတွေကိုထီးပြူနှစ်ချက်ဟာအဲ့တိုင်ကြိုးတာဟုတ်လားအပြန်ကြတော့ကင်ဒီထီးဖြူတွေကပို့တော့များလားထီးဖြူ၈ချက်ရန်တာတွေကို၄ချက်အဲ့ဒါလိုကြိုလား ဟုတ်လားကင်းကမြေထဲမှာနဲ့တင်နဂါးတွေရတယ်မြတ်စွာဘုရားကိုပူဇော်ကြရတယ်အဲ့ဒီခရီးစဉ်မှာအံ့ဩတာပေါ့နော်ပုထုဇဉ်ညာနေအရန်အံ့ဩကြတယ်အော်မြတ်စွာဘုရားရဲ့ဘုံတော်ကအလွန်ကြီးပါလားနော်ဒီရာဇုံနဲ့ဝေတာတွေအိုးကြီးကြီးကိုဒီလိုမျိုးခက်ခန္ဓာနာကြီးကြွတော့တာပြန်လာတော့လေဒီလိုကြွလာတာ ဲ့ဒါနဲ့မြတ်စွာဘုရားရဲ့ဂုံကြီးစုတွေဝိုင်းပြီးတော့ချီးမွမ်းညံ့။အော်မြတ်စွာဘုရားရဲ့ဖြည့်စည်းကြတော့ဖြည့်စည်းတော်မူခဲ့တဲ့ပါရမီတရားတွေဟာအလွန်မှကြီးမားပါလား။အဲ့ဒီမှာမြတ်စွာဘုရားအေးတဲ့အခုလိုတော့ရရှိတဲ့ဒီလက်ပူဇော်ခံရတယ်ဆိုတဲ့အကျိုးကျေးဇူးဆိုတာနော်ကိုတော့ကဖြည့်ခဲ့တဲ့ပါရမီတွေအများကြီးအဲ့ဒါတွေကြောင့်မဟုတ်ဘူးတဲ့။ငါတစ်ခုသောဘဝတုန်းကငါပြုခဲ့တဲ့ကုသိုလ်ကောင်းမှုအနည်းငယ်များရှိတယ် အဲ့ဒီအနှဲငယ်များသောကုသိုလ်ကောင်းမှုလေးကြောင့်ဒီအကျိုးကျေးဇူးကိုငါရတာဆိုပြီးတော့ရသော်ဗျာဇတ်တော်လေးတကုတ်ခေါ်တယ်ဟုတ်လားအဲ့ဒီဘဝတော့ဘုရားလောင်းကသင်္ခပါလာလို့အမည်ရတယ်ပုံနာကြီးတယောက်ဖြစ်တယ်အဲ့သူ့မှာသူတိမလို့အမည်ရှိတယ်သားလေးတယောက်ရှိတယ်အဲ့ဒါအွယ်ရောက်လာတဲ့အခါကျတော့အဲ့ဒီသူတိမကိုတက္ကသိုလ်ပြည်ကိုပညာသင်လွတ်တယ်နော်ပညာသင်လွတ်တဲ့အခါကျတော့အဲ့ဒါတက္ကသိုလ်ပြည်ရောက်သွားတာပေါ့လေရောက်တော့ဒီသားကသူကပါရမီထုခဲ့တဲ့သားလေး ပညာသင်ပညာခဏနဲ့စုံတယ်ခဏနဲ့တက်တယ်ဒါပေမဲ့သူ့ရဲ့စိတ်ရဲ့လိုအပ်ချက်ကပြည့်စုံမသွားအောင်เนาะပညာတွေတော့တက်တယ်ဒါပေမဲ့ तू နားလေခြင်းနေတာ तू သိခြင်းနေတာတွေကရက်ဆိုင်မသွားအောင်သူဆန္ဒကြီးအဲ့ဒါနဲ့ဆရာကြီးကိုသူကမေးတယ်လောကရဲ့အဆုံးကိုဘယ်လိုရောက်နိုင်မှာတော့ပေါ့เนาะအမှန်ကသူကဒီဘုရားပြည့်စုံတာဖြစ်မဲ့အမျိုးကောင်းသားပဲဟုတ်လား ဆရာကြီးတို့ရဲ့ပညာမှာအစအဝသာမြင်တယ်အဆုံးကိုမမြင်ဘူးနော်အဆုံးသက်ကိုသူမတွေ့ရဘူးအဆုံးသက်မရှိဘူးဆိုလဲခံနေတာဟုတ်လားနော်လောကရဲ့သဘောဟုတ်လား तू နားလေဘယ်မှမရောက်ဘူးဒီနားတင်ခြားခြားလဲနေတာဆိုသိတယ် तू အဆုံးသက်ခြင်းနော်ဒီပြောရင်ဒီဒုက္ခတွေကိုပါရောအဆုံးသက်ခြင်းခုနဘဝတကယ်တမ်းမပါလို့နေရတော့လဲနေရတော့ နမနဲ့လင်းလာတဲ့အိရာထားတဲ့လှုပ်ရှားကလေးရှိလို့စားတဲ့တောက်တဲ့ဟာညအိပ်ပြန်ပြီးနောက်နေ့မနဲ့လင်းလာတဲ့ဟာလဲနေတာဘယ်နေရှိပြီတော့နော်ဘယ်နှလားရှိပြီတော့လဲနေတာဟုတ်လားအဲ့လိုပဲမွေးပွားလာတဲ့အိုမင်းကြီးရောတဲ့တေဆုံးသွားတဲ့နောက်ထပ်ထပ်ပြီးတော့ဘဝပေါ်မှာနားလည်မှုမပြည့်စုံတဲ့အခါကျတော့မက်မောတယ်မက်မောတော့ဘဝကထပ်ရပြန်တယ်ရတော့တခါမွေးပွားပြန်တယ်ဒီလိုနဲ့လဲတန်တရားဟာလဲနေတယ်အဆုံးကို မရောက်ဟုတ်လား အဲ့အဆုံးကိုသူကမေးတဲ့အခါကျတော့ဆရာကြီးကလည်းနားလေတဲ့ငါမသိဘူးတဲ့အဲ့ဒီအဆုံးကိုအဆုံးကိုသိတဲ့လူကအိုးကန္တမာရဏတောင်မှာတရင်သုံးတဲ့မပြည့်စေကဘုရားအရှင်မြတ်တွေရှိတယ်သူတို့သိတယ်အဲ့ဒါသူတို့သွားမေးလို့ပြောတယ်တဲ့အဲ့ဒါနဲ့သူတိမသွားမေးတော့မင်းငါတို့လိုဒီလိုမျိုးဥပ္ပီကရုံတုံးပြီးတော့ဒီလိုလေးဝတ်နေမယ်သင်္ကန်းဝတ်မယ်ဆိုရင်ပြောပြမယ်လို့ပြောတယ်သူသင်္ကန်းဝတ်လိုက်တယ်မကြခင်မှာပဲပြည့်စေကဘုရားဖြစ်တယ် ငငရွယ်နဲ့ဖြစ်သွားတာเนาะចောင်းသားရွယ်လေးပါပဲအဲ့ဒါဆုံးကကြွာလာတယ်အာအဲ့ဒီတက္ကသိုလ်ပြအလွန်ကြည်ညိုကြတယ်သူ့သူ့ဒီမှာပြည့်စုံကဗုဒ္ဓဆိုပြီးတော့ဟုတ်လားဒါပေမဲ့သူ့ရဲ့ကံတရားကဘဝမှာအချာကြီးနေဖို့လုပ်ခဲ့တဲ့ကံတရားပါမလားဘူးအသက်တူတူလေးနဲ့ပြိနေပါဆန်သွားတယ်ဘုန်းတို့ဘာမှမသိတဲ့ပုထုရှင်မျက်လုံးနဲ့ကြည့်ရင်ဆိုတော့နှမျောစရာကြီးပေါ့နော်ဒါပေမဲ့ဘဝကဆုံးသက်သွားတယ်ပြည့်စုံကဗုဒ္ဓဖြစ်ပြီးတော့ဆုံးသက်သွားဆိုတော့ တော့ယန္တာပုဂ္ဂိုလ်တွေကသူတို့ပြိဋိနိဗ္ဗာန်စံမဲ့နေကိုတော့လာဃစားတွေဟာလာဃတုတ်ရက်ကိုစောင့်တယ်လို့စောင့်တယ်လို့ပြောတယ်။ကျွတ်တော့ဟာယုံနာကိုအပြစ်မဲ့မြင်တဲ့အခါကျတော့တေးရမှာမဖြစ်နေတာတော့ကြောက်နေတာနော်။ဒါလေးလည်းနားလည်ဖို့လိုတယ်ဟုတ်လား။ပြောကြပါစို့တူတူပြောကြပါစို့အဲ့ဒါသူပြိဋိနိဗ္ဗာန်စံသွားတော့သူ့ရဲ့အယိုးတတ်တော်လေးကိုဇီဒီလေးတည်ထား။ဇီဒီကလည်းအကြီးကြီးမဟုတ်ပါဘူး။အထိတ်မှတ်ကလေးဇီဒီလေးတည်ထား။ဟုတ်လား။ အဲ့ဒါဟိုမှာကြံရိတ်ခဲ့တဲ့ဖခင်ကြီးသင်္ခပါလပုံနာတနှစ်နဲ့လဲตาပြန်မလားနှစ်နှစ်နဲ့လဲပြန်မလားတရင်လဲမကြားဟုတ်လားအဲ့ဒါနဲ့ဘလို့မှမနေနိုင်တော့လိုက်သွားလိုက်သွားတဲ့အခါကျတော့သူ့သားသူ့ဒီမာကိုမေးတဲ့အခါကျတော့မြို့သူမြို့သားတွေကအဲသူ့ဒီမာကိုတွေ့ခြင်းလားလိုက်ခဲ့ရွှေလားအဒီဇေဒီလေးရှိတဲ့နေရာခေါ်သွားတယ်ဒါပဲကြံတော့တယ်ဘလို့မှဖြေလို့မရဘူးအရှင်မက်စီတီငိုကြွေးပြီးတော့ဘုရားလောင်းကြီးခံစားရတာပါနော် ဲ့ဒါနဲ့သူ့ရဲ့သားရဲ့ဇီရီလေးကိုကြည့်ပြီးတော့သူဘာလုပ်တော့သူဆောင်းခဲ့တဲ့ထီလေးကိုငါသားဇီရီလေးနေမကူပါစီနဲ့ဟုတ်လားအဇီရီလေးရဲ့ထိတ်မှာအဲ့ဒီထီလေးကိုကျိုးလေးနဲ့ကတ်ချီတာနော်သူသားရဲ့ဓာတ်တော်လေးတွေကိုနေမပူပါစီနဲ့ငါသားရဲ့ဇီရီရှင်မြင်လေးတန့်ရှင်းပါစီနားမှာရှိတဲ့သဲတွေပါလေကျုံကျုံလာသဲတွေခင်းဟုတ်လားတော်ပန်းတောင်ပန်းလေးတွေခူးပြီးတော့သားရဲ့ဇီရီကိုသူပူဇော်တယ် ်သူလုခဲ့ာများမုတ်ဟု်လာတဲပြုခင်းတာရှိတယ်ပင်စင်းလေးတွေစိုက်ပေးမယ်ပန်းမလေးတွေစိုက်မယ်ရှိတဲ့ပန်းလေးတွေနဲ့ပန်းဝလေးထိုးမယ်နော်ဈေးတွေတော့ဘာလို့ထီလေးနဲ့လည်းမိုးပေးမယ်ဟုတ်လားအဲ့လိုလုပ်ခဲ့တာနော်အဲ့ဒီလုပ်ခဲ့တဲ့ကုသိုလ်ကခုမြတ်စွာဘုရားဖြစ်လာတဲ့နော်ဘဝမှာလာပြီးတော့အကျိုးပေးတာဘယ်ဘယ်အချိန်မှလာအကျိုးပေးတာနော်ရာဇဂုဏ်နဲ့ဝေတာလေးကိုကြွားတဲ့အခါမှာအကျိုးပေးတာ အဲ့ဒီမှာမြတ်စွာဘုရားဒီဃာထံလေးကိုဟောတာနှုတ်တို့ကောင်းဖို့ဆိုတာအကြောင်းအားလေးကိုဆိုတာပြုတ်ခွင့်ကြုံလာရင်ပြုတ်ရတယ်ဟုတ်လားနည်းနည်းလေးတော့ကုသိုလ်ကောင်းမှုကိုပြုတ်တော်လည်းပဲအကျိုးရလာနည်းတယ်လို့အဆိုနိုင်ဘူးအဲ့ဒါဆက်ဆက်ပြီးတော့သောသောကဂါထာလေးကိုဟောတာမတ္တဒုက္ခပြိစ္ဆာကပတ္တိစီဝိပုလံဒုက္ခနော်တိုက်တာလို့ရတဲ့ချမ်းသာကိုစွန့်လို့တိုက်တာလို့မရတဲ့ချမ်းသာကိုရမယ်ဆိုတာကိုမြင်ခဲ့မယ်ဆိုရင်ဟုတ်လား ဉာဏ်ရှိတဲ့ပုဂ္ဂိုလ်ဟာစစီမတ္တဒုက္ခံတည်တော့တမ္ပတ္တံဝိပုလံဒုက္ခံအများကြီးသောချမ်းသာကိုရဖို့အတွက်အနည်းငယ်များသောချမ်းသာကိုစွန့်ရမေလို့အဲ့လိုဟောတာမြတ်စွာဘုရားအဲ့တော့ဒီကထာလေးကိုအခြေခံပြီးတော့ဘုန်းတော်ကအများကြီးစဉ်းစားရကောင်းတယ်နော်ဒီဒါနာကောင်းမှုနဲ့ပတ်သက်ပြီးတော့ဆက်ဆက်ပြီးတော့စဉ်းစားရကောင်းတယ်လို့သူ့တဲ့အစင်းမြင့်တဲ့လေးနဲ့တဲ့ရှုတော့ကနေကြည့်ပြီးတော့လည်းပဲ